ီဒီယိုခိုင်းတော့ဆိုစီမပါမြန်ပါနဲ့ညစ်ကိုဒီတိုင်းစားကိုပြင်ရာဒီကိုရင်တို့ပါလဲမြောက်ဦးတို့ဘာတို့ပြုတ်ပြီးမှဒါစားရတဲ့အနေထားလာဘာစီမဘာစားမှမပေါ့နော်အဓိကတော့အဖြစ်ကတော့အောက်ကလူတွေကအထက်ကိုတင်မပြတာပဲနော်တချို့ဆိုရင်ပောက်ကိုတချို့ဥစဉ်တို့ပောက်မြို့မှာဆိုလို့ငါပါသာ20လီမှာဘုံဘူးတယောက်ဆိုဥစဉ်အော်အော်စောင့်ပြန်ဘာကြောင့်မင်းတို့မကျင်းနဲ့ပောက်ကိုတော့ဒီတိုင်လိုက်ကွာလူရိတ်ခါတွေရောက်စားတယ် အာမှုတော့ရွာလာတဲ့စီလေးတွေကိုဖမ်းတယ်။အာဖမ်းပြီးမှတပောက်ပြရလုပ်တယ်။အကုန်လုံးတည်ကြတာလေ။ဘယ်လိုလုံးတည်တနေလုံးတည်တယ်။ဟုတ်ကဲ့ကျွန်တော်မိဘညီကုံမွန်မမများအားလုံးပဲတော်လန်ညချမ်းလေးပါဒါကြောင့်ဒီကနေ့အော်တိုဘာလ22ရက်နေ့အတွက်ညပိုင်းတည်ရတဲ့မြေပြင်စစ်သတင်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည့်လိုက်အောင်ညာ ဲတော့ပထမဆုံးဒါကြောင့်ဘကိုးတိုင်းဘက်ကစစ်ရေးတည်င်းကောင်းလေးနဲ့စရမယ်ဆိုရင်ဘကိုးတိုင်းရေတာစီမြို့နယ်ရွာသိပ်ရွာစစ်တပ်စခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်တပ်ဝဲတွေဆက်လက်ပြင်းထန်နေပြီးဒါကြောင့် PDF တပ်ဖွဲ့တွေဘက်ကအသာစီးရနေပါတယ်ဆိုတဲ့တည်င်းကောင်းလေးကတော့ဒါအော်တိုဘာလ20ရက်နေ့မှာစစ်တောင်မြေအစစ်ဘက်ကရေတာစီမြို့နယ်ရွာသိပ်ကြီးရွာမှာအင်အား60ခန်းနဲ့တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်အကြမ်းဖက်စစ်သားအင်အား250ခန်းစစ်ကူများရောက်ရှိလာကာ ရွာသိကြီးရွာအနီးဒီကနေ့အော်တိုဘာလ22ရက်နေ့မနက်ပိုင်းအထိကိုတပ်ဖွဲ့တွေဆက်လက်ပြင်းထန်ဖြစ်ပွားနေကြောင်းနေပြည်တော်တိုင်းစစ်ဌာနထံကသိရပါဗျ။ဒါရွာသိကြီးရွာစကန်သိန်းတပ်ဖွဲ့နဲ့ယခုထပ်မံဖြစ်ပွားနေတဲ့တပ်ဖွဲ့တွေကိုနေပြည်တော်တိုင်းစစ်ဌာနလက်အောက်မှာရှိတဲ့တပ်ရင်းများစုဖွဲ့ထားတဲ့ဘီယူအာစစ်ကြောင်ကဆင်နွှဲနေခြင်းဖြစ်ပါတယ်။ ဒါရော်ဒိတ်ကြီးဝစခန်းသိန်းတပ်ဘက်မှာတရင်မှုအဖြစ်တာဝန်ထမ်းဆောင်နေတဲ့လေကြောင်းရန်ကာကွယ်တပ်လာကတ2029မှာဒုဗိုလ်မှူးကြီးညီညီနိုင်အပါဝင်စစ်သား15ဦးခန့်တည်ဆုံခဲ့ကဒါစစ်တုပ်ပန်း2ဦးကိုလည်းအစင်ဖမ်းဆီးရမိခဲ့ပြီးကြံတဲ့အကြံဘတ်စစ်သားတွေကတော့ထွက်ပြေးသွားကြောင်းသိရပါတယ်ကဲတော့ဆက်ပြီးတော့ဒါကြောင့်ရန်ကုန်တိုင်းဘက်မှာဆိုရင်ရန်ကုန်တိုင်းလှန်တရာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပစ်ပုံးပြစ်တွင်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်ရဲများထိခိုက်မှုရှိနိုင်ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ မနေ့ကအော်တိုဘာလ22ရက်နေ့ည9:48မိနစ်ခန့်မှာလှိုင်းတရာမြို့နယ်အနောက်ပိုင်းအနောယထာလမ်းမပေါ်မှာစီးတဲ့တောင်ကြီးရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကလက်ပစ်ပုံတော်လုံးပစ်တွင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒါအဲ့ဒီတိုက်ခိုက်မှုအတွင်ရဲစခန်းဝင်းအတွင်းမှာစီးတဲ့အကြမ်းဖက်ရဲများထိခိုက်မှုရှိနိုင်ပြီးအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းနဲ့ဒါတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ရဲစခန်းဝင်းအတွင်းကိုလူနာတင်ကားများဝင်ရောက်သွားကြောင်းသိရပါတယ်။ ဒါအဲ့ဒီတောင်ကြီးရဲစခန်းကအကြံပတ်စစ်တပ်ရဲ့အတုယောင်ရေကောက်ပွဲကိုပူပေါင်းပါဝင်နှုတ်ဆားနေကြပြီးပြည်သူများကိုနှီးမျိုးစုံနဲ့မတရားဖမ်းဆီးနှိပ်စက်နေတဲ့နှိုင်းသားရရဲတပ်ဖွဲ့ကို Operation Flame Fire Power အထူးစစ်စင်ရေးစစ်ရေးပြမှတ်အဖြစ်တက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Operation Flame အဖွဲ့ထံမှတောင်းစီသူကဆင်းပြထားပါတယ်ဒါအဆိုပါတိုက်ခိုက်မှုကိုတော့ Operation Flame အဖွဲ့နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြီးမင်းနိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့လက်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှောက်ဆောင်ခဲ့ခြင်းဖြစ်ပြီးဒါ Operation Flame အနေနဲ့ အကြံပတ်စစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ရေကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လိုင်းမဟာမိတ်များနဲ့အတူလက်တွေပြီးအကြံပတ်စစ်တပ်ကိုအစိမ်းမြစ်တက်ခိုက်ချိန်မုံသွားမိဖြစ်ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်ရန်ကုန်တိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ကဲရောဆက်ပြီးတော့ဒါကြောင့်အကိုချီတို့ဘက်မှာဆိုရင်ရခိုင်ဘင်္ဂလားနယ်စပ်မှာအော်တိုဘာလ20ရက်နေ့ညအချိန်ကဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲအတွင်းအာဆာအကြံဖတ်တပ်ဖွဲ့ဝင်23ယောက်တိုက်ဆုံခဲ့ပြီ စစ်ရောက်ကိုဒဏ်ရာနဲ့အတူဖမ်းမိခဲ့ကအာရခတ်တို့ A က၃ရောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါဗျ။ဒါခံလို့တဲ့နေဇက်တတိယမြစ်တူကနေဇက်မှာအာဆာရရဲ့လာလန်းကနေ A ကအသင့်ဆောက်ပြီးအပိုင်တိုက်တာအာဆာ23ကောင်တည်တယ်။ဒဏ်ရာရနဲ့အစဉ်စစ်ရောက်ဖမ်းမိတယ်။ပြီးခဲ့တဲ့ အော်တိုဘာလ20ရက်နေ့ည12နာရီကဖြစ်ခဲ့တာလို့ဒါတတိယမြစ်တူကပြောဆိုထားပါဗျ။ဒါအဲ့ဒီတက်ပွဲမှာတညလုံးဖြစ်ပွားခဲ့ပြီးအာရခတ်တက်တော့ A က၃ရောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ အဲ့တော့ဒီအာနာယူအကြမ်းဖက်စစ်ခွေးတွေကိုအမြင့်ပြတ်ချိန်မုံနေရပါတယ်ဆိုမှပဲနော်မင်းတို့ဘင်ခွေးတွေရာလဲဆောက်လို့တက်လို့ပဲနော်အဲ့တော့ကိုနေရာကိုမတိတက်တဲ့မင်းတို့ဘင်ခွေးတွေရဲ့တွားရလမ်းကတော့ဒီငရေပြီပဲစိတ်ချငါတို့အာရခတ်တက်တော့အေကလည်းမင်းတို့ငရေပြီရအောင်ပို့ပေးမှာပဲနော်ကဲတော့ဆက်ပြီးတော့ဒီစကိုင်းတိုင်းထီချိုင်းမြို့နယ်အတွင်းကိုအကြမ်းဖက်စစ်ခွေးတက်ကလင်းနဲ့ဘုံကျဲတက်ခိုက်ခဲ့သွားပါတယ်ဆိုတော့စိတ်မကောင်းစရာသတင်းလေးကလည်းဒါဒီကနေ့အော်တိုဘာလ22ရက်နေ့မှာ ထီချိုင်မြို့နယ်အနောက်ချမ်းတောမရွာအနီးမင်းဝန်တောင်ဂျိုးတဝိုက်ကိုအကြံပတ်စစ်ခွေတက်ကတိုက်ဝဲဖြစ်ပွားခြင်းမရှိပဲဂျက်ဖိုက်တာဒဇီးနဲ့ဘုံကျဲတက်ခိုက်သွားခဲ့ပြီးအကြံပတ်စစ်ခွေတက်ရဲ့ဘုံကျဲတက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုစီမစီကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်ဒီအကြံပတ်စစ်ခွေတက်ကမင်းဝန်တောင်ဂျိုးတဝိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲယခုအော်တိုဘာလာအတွင်ဇက်တိုက်လာရောက်ဘုံကျဲတက်ခိုက်နေခြင်းဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူတွေတော့မရှိသေးကြောင်းဒေသခံပြည်သူတွေကပြောဆိုထားပါတယ် ဒါအလားတူပဲဒီကနေ့အော်တိုဘာလ22ရက်နေ့မိုးလဲ2နာရီကျော်ခန့်မှာအကြံပတ်စစ်ခွေတက်ကစကိုင်းတိုင်းအရာတော်မြို့နယ်တောင်ချမ်းမှာစီးတဲ့ကြီးရွာတွေကိုဂျိုင်ရိုကော်ပတာတစည်းစက်တက်လင်တီနှစ်စီးတို့ပြဘုံကျဲတက်ခိုက်သွားခဲ့ပြီးအကြံပတ်စစ်ခွေတက်ရဲ့ဘုံကျဲတက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုစီးမစီးကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ဒါအပြင်အော်တိုဘာလ18ရက်နေ့ကလည်းအရာတော်မြို့နယ်တစ်ချို့ဂုံရစာတင်ကြောင်းကိုအကြံပတ်စစ်ခွေတက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲတဒအူးလေးတက်မှတက်လာတဲ့ 1AK 130 Jet Fighter နဲ့ဘုံကျဲတက်ခိုက်ခဲ့ပြီး အသက်9နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူ၄ဦးတေဆုံးခဲ့ကပြည်သူ10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။ဒါဆက်ပြီးတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ပဲချက်ကြီးရွာကိုအကြမ်းဖက်စစ်ကွေတပ်ကစက်တက်၄ထိပါရမော်တာနဲ့ဘုံကျဲခဲ့လို့အရတား၄ဦးတေဆုံးခဲ့ပါတယ်ဆိုတော့နောက်ထပ်စိတ်မကောင်းစရာသတင်းလေးကလည်းဒါနထိုးကြီးမြို့ပေါ်ကနေစစ်မှန်ခန့်ဝေးတဲ့နထိုးကြီးမြို့သားလမ်းပိုင်းစီ ပဲချက်ကြီးရွာကိုအော်တိုမာလာ19ရက်နေ့မနက်6:00နာရီဝန်းကျင်မှာစက်တက်၄ ठी 3စီးနဲ့အကြမ်းဖက်စစ်ခွေတက်ကဘုံကျဲခဲ့တာပါအဲ့ဒီလေကြောင်းတက်ခတ်မှုကြောင့်အမျိုးသား2ဦးအမျိုးသမီး2ဦးစုစုပေါင်း4ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်ဒါအသက်53နှစ်အရွယ်ဦးကျော်နိုင်တဲ့ဇနီးဖြစ်သူအသက်52နှစ်အရွယ်ဒေါခင်တန်းသူအသက်58နှစ်အရွယ်ဦးခင်မဝင်းအသက်62နှစ်အရွယ်ဒေါခင်တင့်တို့သေဆုံးသွားခဲ့တာပါဒါအပြင်အသက်10နှစ်အရွယ်မင်းကလေးငယ်2ဦးနဲ့အသက်45နှစ်အရွယ်အမျိုးသမီး2ဦးတို့လည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် နထိုးကြီးမြို့ပေါ်ကိုလည်းအကြံပတ်စစ်ခွေတပ်ကအော်တိုဘာလ16ရက်နေ့ကဝင်ရောက်လာပြီးတော့တက်ဆွဲထားတဲ့အတွက်တင်းဆောင်နေရတဲ့မြို့ကန်တွေလည်းစီနေပါဗျ။နထိုးကြီးမြို့ပေါ်အပြင်မြို့အနီးအနားကကြေးရွာတွေကိုပါစစ်ကြောင်းဝင်ဖို့အကြံပတ်စစ်ခွေတပ်ကပြင်ဆင်နေတယ်လို့လည်းသိရပါဗျ။ကဲတော့နောက်ဆုံးအနေနဲ့ကတော့မြန်မာပြည်အလဲပိုင်းကစကိုင်းတိုင်းနဲ့မကွေးတိုင်းမြို့နယ်တွေမှာကင်းထောက်ဒရုန်းတွေအစားထိုးအနေနဲ့စပိုင်ဘောလုံးတွေကိုအော်တိုဘာလ16ရက်နေ့ကတည်းကအကြံပတ်စစ်ခွေတပ်ကအသုံးပြုလာပါတယ်ဆိုတဲ့သတင်းလေးကလည်း ဒါမုံရအခြေဆိုင်အနောက်မြောက်တိုင်းစစ်ထာနာချုပ်ကနေအရင်ကလွှတ်တင်နေတဲ့ကင်းထောက် drone တွေအစားစပိုင်ဘောလုံးတွေကိုအစားထိုးအသုံးပြုလာတာပဲဖြစ်ပါတယ်။စကိုင်းတိုင်းမှာဆိုရင်ချောင်းဦးမုံရဘူးတလင်းအရာတော်စာလင်းကြီးနဲ့မကွေးတိုင်းမှာဆိုရင်မြန်မျိုးနဲ့စတဲ့ဒေသတွေကိုစပိုင်ဘောလုံးတွေလွှတ်တင်ကကင်းထောက်ဓာတ်တွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။လက်စီလွှတ်တင်နေတဲ့စပိုင်ဘောလုံးတွေအထက်မှာအဖြူရောင်နဲ့အနက်ရောင်နှစ်မျိုးတွေ့ရပြီး သူတို့ဟာဆိုရင်ပုံမှန် drone တွေထက်အချင်းကြကြပြန်တန်းနိုင်တယ်လို့လက်နက်ငယ်နဲ့ပြစ်ချနိုင်တဲ့အမြင့်လောက်သာပြန်တန်းနိုင်တယ်လို့လည်းဆိုကြပါဗျ။ CDM ပုံကြီးစင်ရော်ကတော့ Sky Balloon တွေက CCTV တွေလိုမြင်ချင်တဲ့နေရာကိုကြည့်နေနိုင်တယ်လို့ MFP ကိုပြောဆိုထားပါဗျ။စေယုစုနဲ့တန်တမန်ဆက်ဆံရေးအစဉ်ပြေကောင်းမွန်နေတဲ့တရုတ်နဲ့ရုရှားတို့ဆီနေပေမဲ့ယခုနီးပညာကိုတော့ရုရှားနိုင်ငံဘက်ကလာနိုင်တာဖြစ်ကြောင်းသုံးသပ်နေကြပါဗါဒါအပြင်အဲ့ဒီစပိုင်ဘောလုံးတွေဆီနေတဲ့အတွက်ကြောင့် လူအစုလိုက်အပြုံလိုက်စစ်ကြောင်းထွက်တာမျိုးတွေလူစုလူဝေးနဲ့ပွဲလန်းသဘင်တွေမလောက်ပဲတတိနဲ့နေထိုင်ကြဖို့လိုအပ်ကြောင်းစီဒီယံဘူကြီးစင်ယောကလည်းတိုက်တွန်းထားပါတယ်။ကဲတော့ဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းဒီစစ်ရေးတတိစစ်ရေးအသိလေးတွေကိုအရင်ကတည်းကပို့ပြီးတော့ထားကြပါဖြစ်နိုင်ရင်တော့အခုချိန်မှာဒီလူစုလူဝေးတွေကိုမလောက်တာအကောင်းဆုံးပဲပေါ့နော်။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းလေးတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာပထမဆုံးဒီအချမ်းပတ်စစ်ခွေတက်နဲ့ BGS စောချစ်သူတို့ပေါင်းပြီးတော့ ဒီကြားဖြတ်လုပ်ငန်းတွေကိုလောက်ကင်နေကြတဲ့ဒီ KKB စီမံကိန်းဝင်းတွေကနေဒီနေ့မနက်ပိုင်းမှာပဲကြားဖြတ်အလုပ်သမားတော်တော်များများထွက်ပြေးနေကြပါတယ်ဆိုတော့ရုပ်တံသတင်းလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာကြားဖြတ်ပါဝင်ရာသွေးမှုလုပ်ငန်းတွေနဲ့နာမည်ကြီးတဲ့ KKB မျိုးသစ်စီမံကိန်းထဲမှာအလုပ်လုပ်နေကြတဲ့လုပ်သားတွေဒီကနေ့အော်တိုဘာလ22ရက်နေ့မနက်ပိုင်းမှာပဲအစုလိုက်အပြုံလိုက်ထွက်ခွာနေကြပါတယ်ကီကီဘတ်ဟာကရင်ပြည်နယ်မြောက်ရီမြို့ရဲကတောင်ရင်းမြစ်နယ်ဘေးမှာတရှိတာဖြစ်ပါတယ် ဒီနေရာကိုပြီးခဲ့တဲ့ရက်ပိုင်းမှာအာနာသိန်းစစ်တပ်ကဟန်ပြစီးနှင်းတဲ့လုပ်ရက်အပေါ်လွတ်လပ်တဲ့သတင်းမီဒီယာတွေက ဖော်ထုတ်ရေးသားကြပြီးမှအခုလိုနောက်ဆက်တွဲအခြေအနေတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်ကျွန်တော်တို့ကြောက်မှာပေါ့အဲ့ဒီတရုတ်တွေရောတချို့တမာရောပေါ့ဟိုလူအလွာပေါင်းစုံပေါ့ကားရောတိုင်ကယ်တွေရော ီမြောက်ဝတီဘက်ကတော့ဆက်ပြေးတာတော့တွေ့လာတယ်လမ်းမပေါ်မှာအဲ့မှာကားတွေဆိုင်ခဲ့တယ်အများကြီးဒါပေမဲ့အဲ့ဒီဆိုင်ကကနေပဲမြောက်ဝတီဘက်ကိုဆက်ပြေးကြတယ်ဒီချိန်တော့အခုဆိုရင်တနာကြီးခွဲတော့ကြပြီဘာလို့ဒီသူမြောက်ဖမ်းမှာကြောက်လို့လဲကျွန်တော်မေးကြတော့ဘယ်သူဖမ်းမလဲဆိုတော့ဘယ်သူဖမ်းမှာလဲပြောတော့လဲမသိဘူးရဲ့ဖမ်းမှာဟန်ကန်ကြီးမှာကြောက်လို့ပြေးပါတယ်အဲ့လိုမျိုးတော့ဖြေကြတာပဲ ကိုရိုင်းမြင်တွေ့ရသူတွေကတော့မက်ထော်တလေးအင်ဂျင်ဆိုင်လမ်းမကြီးပေါ်ကနေမြောက်ရီမျိုးဘက်ကိုလှုပ်သားတွေထောင်ထဲချီထွက်ခွာနေကြတာလို့ AR ကိုပြောပြပါဗျ။ဒေသခံတွေရဲ့ပြောပြချက်အရ KK ဘက်ဂိတ်တကားကိုပါဖွင့်ပေးလိုက်တာလို့ဆိုပါဗျ။လက်ရှိအချိန်မှာတော့မြန်မာလှုပ်သားတွေဟာမက်ထော်တလေးကြီးရွာဖုန်းကြီးကျောင်းနဲ့နေရာတချို့မှာယာနဲ့ချီဝင်ရောက်နေတယ်လို့မြောက်ရီမှာလည်းအများအပြားရောက်ရှိနေတယ်လို့သိရပါဗျ။ဒီဥနိုင်ငံသားတွေကိုတော့ကရင်နေသားဆောင်တဲ့ BGF တပ်ဖွဲ့တွေကမြေတဲကားတွေနဲ့တင်ပြီးချွေပြောင်းပေးနေကြတယ်လို့ပြောပြပါဗါတယ် ခြေအနေကိုအနီးကပ်မြင်တွေ့နေရတဲ့ဒေတာကန်တို့ရဲ့ပြောပြချက်အရတော့ကီကီပက်စီမံကိန်းအတွင်းမှာအာနာသိန်းတက်ရှိနေပြီးစီမံကိန်းဝင်းပြင်မှာတော့ BGF တပ်ဖွဲ့ရှိနေတယ်လို့ဆိုပါတယ်။ဒီမနက်မှာလည်းစီမံကိန်းအတွင်းကို အာနာသိန်းတက်ရဲ့စစ်ကား၅စီးဝင်သွားတယ်လို့ပြောပါတယ်။နောက်ဆုံးသိရှိထားတဲ့အခြေအနေအရရွှေကုတ်ဘုံမြို့သစ်စီမံကိန်းထဲမှာရှိတဲ့ကြားပြန့်ဆိုင်တွေကတရုတ်နိုင်ငံသားတွေကိုပါနေရာရွှေ့ပြောင်းနေတယ်လို့နေဆက်သတင်းရင်းမြစ်ချုပ်ကပြောပါတယ်။ဒီချက်လက်ကိုတော့ AR ကအတိအကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ အခြေအနေအသေးစိတ်ကိုသိရှိရနိုင်ဖို့ AR ကဆက်လက်ဆောင်ရွက်နေစေဖြစ်ပါတယ်။ကဲတော့ဒီအနောက်နိုင်ငံတွေကိုတစ်ချိန်လုံးဒီမကောင်းပြောခဲ့တဲ့ကောင်တွေကအခုကြာမှာပဲဒီကြားဖြတ်တဲ့ပတ်သက်ပြီးအမေရိကန်ဟိုလိုလိုဒီလိုလိုတွေပြောလာတော့ဒါအမေရိကန်ကိုကြောက်ချီပန်းတာတကြောင်နော်ဒါအမေရိကန်ရဲ့အတိမတ်ပြုမှုခံကျင်လို့လူရဝင်ရှင်တာကတကြောင်နော်အဲ့လိုနဲ့ပဲကိုကိုတိုင်လုံနေတဲ့ကြားဖြတ်ကိုကိုကိုတိုင်ပြန်ပြီးတော့ဖမ်းတယ်ဆိုတော့ငါတို့အနေနဲ့မင်းတို့ကြည့်ပြီးရည်ရှင်တာပေါ့လို့နော် ကဲတော့နောက်ထပ်ခလာယာ243ကအလင်းဝင်လာတဲ့စစ်သားတအုပ်ကိုဒီကြောက်မဲ့ခရင်အထူးတက်ခိုက်ရေးတက်ဖွဲ့ကစစ်စီမင်းမြန်းထားတာလေးကြောင့်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာကျွန်တော်နာမည်အောက်ဆိုပါခင်ဗျာကိုပိုင်နံပါတ်ကတော့ပါစာ59962ပါခင်ဗျာပတ်စင်စနစ်ခလာဝါနတ်လန်ခလာယာမင်းလေးတို့မှာတောင်းထားပါမယ်ကျွန်တော်ခုအိုက်တင်အားနေစင်းပြီးတော့ကျွန်တော်နောက်ခုမှအဲဒီဘုံဒီသူတို့တရားပြင်းတဲ့အချိန်မှာကျွန်တော်အဲ့လိုမျိုးလုပ်ပြရတော့ နံပါတ်3မှာလောက်နေပြောမှာဒီကျောင်းတော့မလောက်ပါဘူး။ဟောဟုတ်ကဲ့ပါ။အဲအဲ့ဒီအချိန်မှာတော့အခု flow back အထက်မှာထူထားတဲ့ဖြစ်စဉ်တွေပါလိမ့်မယ်သိနေသေးလား။ဥမာကပြတ်ပြီးပါရဲဘော်တွေစိတ်တိုက်ကြနေတာတော့မလုပ်ချင်မဲ့လုပ်နေရတာမျိုးရှိတွေ့ရှိပါတယ်။အာကျွန်တော်တို့အဲကျွန်တော်ဘတ်တင်တငယ်ချင်းတွေလည်းရှိပါတယ်။သူတို့ဆိုရင်အဲ့လိုမျိုးဖတ်ပြီးလည်းရှိပါတယ်။နှစ်ယောက်သုံးယောက်တော့ဖတ်ပြီးတယ်အဲ့လိုမျိုးပြန်ပြီးတော့အဲ့လိုနေသက်ခံရလိုက်ခံရပါတယ်။ဟုတ်ကဲ့။အဲ့လိုတငယ်ချင်းတယောက်ဆိုရင်တော့အဲ့လိုမျိုး2 2အင်ရတဲ့အဆင်မပြေတော့ ဘလို့လုံးလုံးလောက်မှမသိဘူးကွာတဲ့။ညင်ရတယ်ငါဒီမှာလဲအဲ့လိုသူစိတ်သက်သေကြတော့သူနောက်ပိုင်းမှာလဲပြဿနာတွေနဲ့ပေါ့အဲ့လိုမျိုးဖြစ်နေတာတချို့တကယ်ကြီးနေတယ်အဲ့လိုပေါ့စိတ်နဲ့လူနဲ့မကပ်ဘူးအဲ့လိုမျိုးစဉ်းစားနေပြေးပါတယ်။ဟောဒါဆိုလို့ရှိရင်စစ်ကောင်မရှိအခုနောက်ဆုံးဖူးစစ်မှာပါလာမယ့်စစ်ကောင်မရှိတက်တာတွေမှာဖြစ်စိတ်သက်ကြနဲ့ပါစာကြီးလင်းပေါ်ကြီးအများတယ်ပြေးနေတာ။ဟောအများပါဘူး။တချို့ဆိုရင်အဲ့လိုမျိုးပေါ့သူစိတ်ထွက်ပေါ့ပေါ့။မဟုတ်တဲ့ဘက်ရောက်ရှိပါဘူး။အော်မဟုတ်တဲ့ဘက်ဆိုတာပါဘူး။အရင်တောက်တာလို့အဲ့လိုမျိုးတချို့ လို့နေတော့ကဒီနေတော့သူကမှစိတ်ကတည်းကပေးတာရှိတယ်။အော်ကြားရတယ်နော်။တော့မဲ့ဆိုရင်စိတ်ကဟိုကျွန်တော်တို့လုံးတင်မှန်းနေဆိုရင်အလိုလိုတချို့ငွေကြေးဆိုရင်ဟိုတတောင်းမှုတွေကနှလုံးရတဲ့အခါကျသူအိုက်ဘတ်ပါသူအချင်းချင်းနေရောင်းနေတာရှိပါတော့။စစ်ကောင်စီရဲ့တက်ထဲမှာရှိတယ်။ဒါဆိုမွေးရစေဝါကိုတရားဝင်နှီးပါဖြန့်ပြီးပေးထားတယ်အဲ့လိုမျိုးပေါင်းခဲ့ပါတယ်။ကျွန်တော်တို့သူတို့အတိုက်လူကြီးတွေကတော့သူတို့ကတော့သူတို့ကိုယ်တိုင်ပြောတာတော့ ိတာဒီမမီလေးနဲ့ဆိုပြီးကျွန်တော်တို့ပြောတာမင်းတို့လက်တောက်ချင်တာတောက်ငောက်ချင်မှမလုံးနဲ့ဆေးချရင်သာချငောက်ချင်မှမလုံးနဲ့ဟုတ်ကဲ့အဲ့လိုပြောထားပါလေဒါနဲ့အခုအနေနဲ့စစ်ကော်မရှင်တက်ထဲကိုဘလို့အကြောင်းမကြောင်းရောက်ရောက်သွားတာလို့ဒီဟုတ်ကျွန်တော်အလောက်ကပြန်တဲ့ချိန်မှာဟိုအညီခဏနေအောင်ပေါ့မပုံနေပါလားမပုံနေစစ်ကျင်လို့ဆိုပြီးကျွန်တော်တာနာတာမပုံနေစစ်တယ်မပုံနေစစ်တဲ့ချိန်မှာမပုံနေထုတ်ပြပြီးတော့ကျွန်တော်ဟာစစ်ပြီးတော့အဲအကင်းခဏနေအောင် ကားပေါ်မှာနေထိုင်ဆောင်ပြီးတော့ကျွန်တော်ကားပေါ်နေထိုင်ဆောင်ခိုင်းပါတယ်။လားလို့ကျွန်တော်လိုမျိုးအာခဏရောက်ရှောက်ရရည်ဆိုမှာအဲကားကိုစကားပိတ်ပြီးတော့ကျွန်တော်စကန်ခေါ်သွားပြီးတော့အဲစကန်နေပြီးတော့မှဒါရကျွန်တော်မလို့စုတော်တက်ဖို့ပါတယ်။ဟုတ်အခုစပြီးပေါ်တာဆွဲတဲ့နေမြတ်ပဲနေဒီမှာလို့မျိုးမန်လေးမန်လေးမှာရမန်လေးဟာကြော်ဝိုင်းဒီသက်ပြကြော်ဝိုင်းမှာဟိုမန်လေးမျိုးတော့ကြော်ဝိုင်းမှာပေါ်တာဆွဲတာပေါ့ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒါဆိုတော့ဒီတက်ထက်ရောက်ခဲ့တာအခုသဘောကြောင်ရောက်ခဲ့တာမျိုးပေါ်တာဆွဲတဲ့အကြောင်းကိုပါသွားတာပေါ့ဟုတ်ကဲ့ပါ အနေနဲ့ချိန်ကနေပြီးတော့သင်တန်းရောက်တဲ့ချိန်ပေါ့ကျွန်တော်ရဲ့ဒီကိတာကြီးတွေပေါ့ကိတာကြီးတွေနဲ့ဆိုရင်ဆက်တယ်လုံးဝပြေးမလို့ပေါ့ဟုတ်ဟုတ်အလားတခြားဘာလို့အလားဒီမှာအဲ့မှာသူတို့ပြောတာကမင်းတို့သင်တန်းရောက်ရင်မင်းတို့မိသားစုတွေနဲ့လည်းဆက်တယ်ရမယ်မင်းတို့လိုအပ်ချက်တွေအကုန်လုံးကိုအဲ့သင်တန်းရောက်ရင်အကုန်လုံးလုပ်ပြမယ်ပေါ့သင်တန်းကိုဒါမဲ့ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာအဲ့လိုဖုန်းနဲ့ပြီးရောအဲ့လိုဆက်ခွင့်ရှိပါ့မလဲအဲ့လိုမျိုးဟိုလိုအပ်နေတဲ့ဖက်ဖဲကြီး ဟိုဘလူ့ကိုသွားတင်ပြတင်ပြလို့တင်ပြဒီပေါ့ပြောလို့လဲအဲ့လိုပြောလကားပေါ့သူပြောလဲပြောလို့ရတာကအကုန်လုံးတဲတဲ့ယူဆိုပြန်ရောက်ပါဘူးကျွန်တော်တင်နာကိုသွားရောက်တဲ့အဲ့ဒါခမနာဟိုမလာသူကတော့အိမ်မှာကျွန်တော်တို့ကိုဒီဘောသူတို့ရဲ့စီရေးပေါ့စီရေးပြပါညာအဲ့ဒါတင်ပေးပါအဲ့လိုတင်ပေးတယ်ပြီးတော့ဟိုတင်ပေးတာတောင်လူကိုတန်းတင်ပေးရမှာကျွန်တော်တို့တစ်ချက်မားတယ်ဆိုရင်အဲ့လို ဒီလိုမျိုးကျွန်တော်တို့ဘုံနဲ့မရိုက်ပါဘူးကျွန်တော်တို့ပါရိုက်တယ်အဲ့လိုခဏတီနဲ့ကြာတယ်ကြောရီအဲ့လိုမိရဲ့နေစားဒီကောင်လို့ဒီတိုင်းကျွန်တော်တို့ဒီလူတွေကတိုက်မလုံးနိုင်ဘူးဆိုရင်တို့ဒီစစ်တပ်နဲ့နားမျိုးကျွန်တော်ပြောရတယ်။ဒီစစ်တပ်မှာဆိုရင်ဘယ်လိုမျိုးလုပ်ရလဲဘယ်လိုဟာလုပ်ရလဲကျွန်တော်တို့ကဒီလူတွေပုံစံနဲ့ကိုဝင်လာတာမဟုတ်တော့ဘူး။တို့ခိုင်းနေတာကျွန်တော်တို့မှာလုံးနိုင်တာအများကြီးရှိပါတယ်။အဲ့တော့အားအရသူကမလုံးနိုင်ဘူးကျွန်တော်တို့အဲ့လိုလေ ိုးမိွားရတောင်ညိုင်းခဲ့တဲ့မျက်နှာမျိုးတွေကလာပါရီအဲ့လိုမျိုးညိုင်းပါကဲတော့နိုင်ငံရေးကငါးနဲ့မဆိုင်ဘူးကိုလုံးမကိုစားမဲ့ဆိုတဲ့သူတွေတွေ့ကြတယ်နော်ဒီမှာဒီဗီဒီယိုလေးကိုလာပြီးတော့တေချာလေးကြည့်ထားကြဒီမှာအခုလို့ပေါ်တာဆွဲခံရတဲ့လူဆိုရင်လည်းတစ်ချိန်ကသူလည်းတွေးမှာပဲနော်ဘယ်လိုပဲဖြစ်ဖြစ်ဒါနိုင်ငံရေးကငါးနဲ့မဆိုင်ဘူးငါလုံးမငါစားရမယ်နော်ပေါ်တာဆွဲတဲ့ဆိုတဲ့လူတွေပြောနေကြတာပဲတကယ်တကယ်လည်းငါ့ကိုမဆွဲနိုင်ပါဘူးဆိုတဲ့စိတ်နဲ့နေခဲ့လို့ပဲအခုလို့ပေါ်တာအဆွဲခံရတော့မှစိတ်ထဲမှာမတည်တာပဲကံကောင်းနော် အဲ့တော့အခုလိုမျိုးပေါ်တာအဆွဲခံရပြီးပြန်လဲလွတ်မြောက်လာတဲ့သူတွေနဲ့အင်တာဗျူးလာတဲ့ဗီဒီယိုတွေကိုဒါကြောင့်အနေနဲ့တင်ပေးနေတယ်ဆိုတာကလည်းနော်ဒါသူတို့ရဲ့အတွေ့အကြုံတွေကိုသင်ခန်းစာယူပြီးတော့ပြင်ဆင်လို့ရအောင်လို့ဒါကြောင့်အနေနဲ့တင်ပေးတာပဲအဲ့ဒါအောင်မှဂယူမဆိုင်ပဲနဲ့အခုချိန်ထိဖာတိဖာတာနေုံးမဲ့ဆိုရင်တော့လေကိုတိုင်နဲ့ကိုကံပဲပေါ့နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါသူတို့ခွေတက်ထဲမှာဒီကကကြီးအစင်းစီးတဲ့ကောင်တွေကဒီရိတ်ခါတွေကိုမပုတ်ပေးဘဲနဲ့ခိုးပြီးတော့ရောင်းစားနေလို့ဒါသူတို့ပြူရတဲ့အငတ်ဘေးဆိုင်နေရပါတယ်ဆိုတဲ့အကြောင်း ဒီပါရာဇီကပေါက်ကတော့ဖောက်ကောင်းလောက်ထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဒီเอก2021ကလေးอ่ะဒီသူကဦးဇင်းပြောတဲ့တက်ကုန်းတို့ဒီချိုကုန်းတို့ဝင်းအဲပင်အောင်တို့ဒီတို့ကွင်းတို့ဒီနောက်ပတ်သက်စာရတဲ့ရာကြီးပြီးပြီးပါတယ်ပမာစီးတယ်ဆိုတာတင်ပေးနေတာနော်အခုဆိုတရော်ခိုင်းလို့ဈေးပြားလို့တော်တော်များများဗျာအကုန်လုံးခေါ်လာပုဂ္ဂိုလ်စုလို့ပြောရိတ်ခါတစ်နှစ်စာလောက်လုံးတော့ပါတာပေါ့နော် တိတ်ခါခက်ခဲမရှိဘူးဒီလိုကိုင်းတော့ဆိုစီမံပါများပါနဲ့မြစ်ကိုဒီတိုင်းစာကိုမြင့်ရာဒီကိုရင်တို့ပါလဲမြောက်ဦးတို့ဘာတို့ပြုတ်ပြီးမှဒါစားတဲ့အနေထားပါဘာစီမံဘာစားမှမပေါ့နော်ဦးစင်းတို့ကအဲ့အကြောင်းဒီပုံမှန်လူတို့မှလည်းပဲပုံမှန်လူတို့မှလောက်ဆောင်နေရတာလေအများကြီးရဲ့ ။ဟောသူတို့ရဲ့အခက်အခဲကိုလည်းသူတို့ကဥစဉ်ကိုပဲတည်ပါတယ်။ဥစဉ်ကလည်းဘာမှမဟုတ်ဘူး။ဥစဉ်ကလည်းဟိုလူကြီးကြီးလည်းပိုင်နေတဲ့ကိုတော်တော်ကမဟုတ်ဘူး။ဆိုတော့ဘယ်လူကြီးမှပိုင်နေတဲ့ကိုတော်မဟုတ်တဲ့အတွက်ကြောင့်ဥစဉ်ကဒီဝင်လိုက်စသဖြင့်ကာကိုစွားနိုင်တယ်များတော့ဗျာတိချင်းကြီးရဲ့လူကြီးတော့တောင်းဆိုတာပေါ့နော်တောင်းဆိုတာပေါ့ဘူချုပ်တူတူပါတော့ဘူချုပ်ဒါလေးတော့တင်ပေးပါဦးဘာဥစဉ်တို့ဒီတောင်းဆိုတဲ့ဘူချုပ်တရားလေအကုန်လုံးကလောက်ပိုင်ဝင်သားကြီးမရှိဘူးလေဗျာသားကြီးမရှိဘူး နော်ရှင်းရှင်းပဲဗျာ live မတင်သေးခြင်းဘူးလား live မပြောသေးခြင်းဘူးလားအဲ့တော့ကကကြီးကအစင်လောက်ရှိတယ်ရိတ်ခါပေါ်ပန်ဖို့နိုင်တဲ့တကားတယောက်လောက်ဝယ်ပေါ်ပိတ်ထားလိုက်လေဦးစင်းတောင်းဆိုမယ်ပောက်ကူတော့ကိုချိုးအတွက်လုံးဝမတောင်းဆိုပါဘူးဗျာနော်တောင်းလုံးဝမတောင်းဆိုပါဘူးအဓိကတော့အဖြစ်ကတော့အောက်ကလူတွေကအထက်ကိုတင်မပြတာပဲနော်တချို့ဆိုရင်ပောက်ကူတချို့ဦးစင်းတို့ပေါက်မြို့မှာဆိုလို့ငါဘာသာ24မှာဘုံဘူးတယောက်ဆိုဦးစင်းအော်အော်ဆောင်တယ် ။ဘာကြောင့်မင်းတို့မကျေနပ်ပေါ့ကူတော်သူတိုင်လိုက်ကွာလူရိတ်ခါတွေရောက်စားတယ်။အာဟူတော့ရွာလာတဲ့စီလေးတွေကိုဖမ်းတယ်။အာဖမ်းပြီးမှတပေါက်တည်းကလုတ်တယ်။အကုန်လုံးတည်ကြတာလေ။တမျိုးလုံးတည်တည်းလုံးတည်တယ်။မင်းတို့အဲ့ဒါလေးကိုပေါ့ကူတော်ပြောလိုက်ပါလား။ပေါ့ကူတော်ပြောလိုက်သူပြောင်းရမလဲ။ပြောင်းရရင်သူဝင်သွားမလဲ။သူကဒီမမမနေချင်တာကိုဒါမှမဟုတ်ရှေ့အဲ့တော့သူကြောက်ကြောက်အောကူမော်ရေပြောကူမပြောရေမကောင်းတာကြီးတိတိကြီးနဲ့ကူမပြောရတာတဲ့မပြောရင်သူကြောက်တာမကြောက်ပါဘူးဥစ္စာမကြောက်ဒါပဲနဲ့ကြောက်တော့နေလဲစားနေနေ ဟုတ်လားဒါမျိုးပေါင်းလို့မှဆိုရင်ရိတ်ခါတွေအများကြီးရှိတယ်။ငုံများစွာရှိတယ်။အချို့ရောင်းစားတယ်လို့တော့တည်နေဥစဉ်တို့ကြာတည်နေကြာနေရတာဟုတ်လား။ဟုတ်လဲဟုတ်ပါလေဗျ။နော်ဟုတ်လဲဟုတ်ပါလေ။အဲ့လိုပါဥစဉ်တို့ကဘာပြောပြောပါဥစဉ်တို့ဒီလိုတွေပြောနေတယ်ဟိုလုံးတယ်ဆိုအန်ဒီနှစ်ဖက်အန်ဒီရဲ့ရှိရတယ်တည်တယ်။အန်ဒီရဲ့ရှိရတယ်တည်တယ်။အန်လေကိုကြောက်ပြီးမှထောင်ကြမှာကြီးကိုကြောက်ပြီးမှမပြောပဲနေလို့ရှိရင်ပေါ့ဖို့တော့ဆိုရလဲဖြစ်မလာတယ်လို့ ပေါ့ကတော်စီကိုလည်းဘယ်ပြည်သူစစ်ကမှမေတ္တာရခံပြီးတောင်းဆိုနေမှာမဟုတ်ပါဘူးကွာနော်အဲ့တော့ကိုကိုကိုအထင်တိတ်ပြီးတော့ကြီးမနေနဲ့နော်ဒါအခုလို့မင်းတို့ခွေးတရဲ့အပုတ်တွေကိုဖော်နေရင်တော့မင်းတို့မကြတော့ဘူးနော်ခြေအောင်ခံမှာငါတို့မြင်အောင်နေသေးပါလေကဲတော့ဒီညပိုင်းကတော့ဒီတော့ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမွန်တော်မတယောက်ချင်းနေတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနက်ပြန်ကြမှာပဲတည်င်းကောင်းနေနဲ့ပြန်ပြီးတော့တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးခင်ကြပါစီခင်ဗျာ thank you